အားလုံးပဲမင်္ဂလာပါနောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ပွဲစုံရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ရဲ့ဇွန်လ24ရက်ညနေပိုင်းအတွက်နောက်ဆုံးရသတင်းတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ကတော့ Borussia Dortmund ရဲ့ကျယ်ပွင့်ကစားသမားလေးကီတန်အကြောင်းပါကစားသမားလေးကို Chelsea အသင်းဟာဒီလပိုင်းနေ့မှာဇက်တိုက်ကျိုးပန်းနေရလဲဖြစ်ပါတယ်ကီတန်ဟာ Chelsea အသင်းကိုပဲပြောင်းရွှေ့ချင်တယ်လို့လည်းသိရပြီးတော့ဒေါ်မွန်အသင်းကလည်းကစားသမားရဲ့ဆုံးဖြတ်ချက်ကိုလေးစားသွားမယ်လို့လည်းဖော်ပြထားပါတယ် ခုတော့ကလပ်သင်းနှစ်သင်းချမ်းမှာသဘောတူညီမှုရရှိဖို့ပဲကြံတော့ပြီးတောင်းရှိဖြစ်မြောက်ရေးအတွက်ဆက်လက်ဆွေးနွေးနေတယ်လို့ Fabrizio ကဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ Club Brugge ရဲ့ကွင်းလေခန်းစစ်ကစားသမား Joshua ကို AC Milan ကျူးပန်းလာတာပါ။ AC Milan ဒီလူငယ်ကျယ်ပွင့်ကစားသမားလေးအတွက်ပေါင်25သန်းအပိုစုကြီး9သန်းနဲ့စုစုပေါင်းပေါင်တန်း30နဲ့ကမ်းလှမ်းခဲ့ရပါ။ဒါပေမဲ့လည်း Belgian Club ဟာကစားသမားရဲ့အပြောင်းအရွှေ့မှာချောက်ကလက်အသင်းနဲ့အတူ Premier League ကလပ်အသင်းရဲ့စိတ်ဝင်စားမှုကိုပါလိုချင်နေပြီးပြောင်းရွှေ့ခြေကိုလည်းနည်းနည်းဆဆောင်းလိုချင်နေရပါ။ဒါပေမဲ့ အခုမှတော့ AC Milan အသင်းနဲ့အပြောင်းရွှေ့အတွက်ဆက်လက်ဆွေးနွေးနေတယ်လို့လည်းသိရပါတယ်။နောက်ဆုံးအပြောင်းရွှေ့ရတဲ့တစ်ခုကတော့အားလုံးရဲ့မင်းသားကြီးတွေရဲ့တယောက်ဖြစ်တဲ့ Yogresh ပါ။ Victor Yogresh က personally ရ Sporting ဥက္ကဋ္ဌကိုအသင်းကထွက်ချင်တဲ့အကြောင်းအကြောင်းကြားထားတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒီကစားသမားက Portuguese Tech Dan Club အသင်းအတွက်ကစားပေးဖို့ passion မရှိတော့ဘူးလို့လည်းသိရပါတယ်။သူကကစားသမားဘဝစာမျက်နှာအစ်စ်ကိုစာကျင်နေပြီးလေ့ကျင့်ခန်းအစီအစဉ်တွေကနေပြီးတော့နှုတ်ထွက်ထားပြီးနောက်တင်းတစ်ကိုပြောင်းဖို့သာစိတ်ဝင်စားနေရတယ်ဖြစ်ပါတယ်။ Sporting ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုပအဝင်ခြင်းစိတ်မရှိတော့ဘူးလို့လည်းသိရပါတယ်။ ဒီကစားသမားကိုလိုက်နေတဲ့ကလပ်ပြည်ထဲမှာ Manchester United ကတော့မိမိန်သွားခဲ့ပြီးအာဆင်နယ်အသင်းကတော့ဖြစ်နိုင်ချေပိုများပါတယ်ပြီးတော့ကစားသမားအေဂျင်က Real Madrid ကိုခေါ်ယူဖို့အတွက်ကမ်းလှမ်းခဲ့ပြီး Real Madrid ကလည်းငင်းပယ်အပြီးမှာတော့ Juventus အသင်းကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်နေခဲ့တဲ့ကစားသမားတအူးလည်းဖြစ်ပါတယ်ဒီကနေ့ညနေပိုင်းအတွက်နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကတော့ပါပဲသတင်းတစ်ခုချင်းစီအတွက်သုံးသပ်ဆွေးနွေးပြသကြပါအောင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကြီးကူးမြတ်တင်ပါတယ်ကိုယ်စုံရဲ့ YouTube Channel မှာနောက်ဆုံးရသတင်းတွေကိုတော့ရောက်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပြီးသွားကြပါအောင်လို့ပြောရင်းနဲ့နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ